မိတ်ဆွေများလုံးမဲမင်္ဂလာပါရှင်ပရာဗီချန်ချန်နဲ့မှပြန်လည်ကြိုဆိုလိုက်ပါရစေအခုဖတ်ကြပေးမှာကတော့ဆရာပန်းပေါ်တိန်ဖေးဘာသာပြန်ထားတဲ့အမားကိုထပ်တလဲလဲမလုံမီပါစေနဲ့တချို့ကတင်မြင်တယ်လို့မမြင်တတ်ဘူးဆိုတာကို နားလည်ပေးပါဆိုတဲ့စာပိုက်လေးတွေကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်လွန်ခဲ့တဲ့နှစ်အတန်ကြာကကျွန်တော်ဟာအော်စတြေးလျနိုင်ငံသားကမ္ဘာတင်းနေချန်ပီယံ ခင်ရော့ဖ်ဝေါ်ကိုအင်တာဗျူးလုပ်ရင်သူ့ရဲ့အောင်မြင်မှုလိုဝဲချက်ဟာပါလဲလို့မေးခဲ့ဘူးတဲ့သူကခုလိုရိုးရိုးလေးပဲပြန်ဖြေခဲ့တယ်ကျွန်တော်ပြိုင်ပွဲတွေမှာအမားတွေလုပ်ခဲ့တယ်ဒါပေမဲ့ဘယ်အမားကိုမှထပ်တလဲလဲမလုပ်ဘူးအဲ့ဒီအဖြေဟာကျွန်တော်ကိုရင်ထဲမှာဆဲညှိသွားစေခဲ့တယ်ကျွန်တော်ရဲ့အိမ်မှာခံစားနေရတဲ့စိတ်ဖိစီးမှုကိုလျှော့ချဖို့စူးစမ်းရမှလည်းအများကြီးအထောက်အကူပေးခဲ့တယ် လူဆိုတာအမှားလုံးမိမှာကို ကြောက်ဖို့မလိုတဲ့အပြင်အမှားလုံးဖို့ကိုလည်းလိုတဲ့အမှားကိုသင်ခန်းစာယူပြီးပြုပြင်မှတိုးတက်မှာမူပါနောက်ပြီးအမှားလုံးတယ်ဆိုတာပြဿနာမဟုတ်ပါဘူးလုံးမိတဲ့အမှားတွေကိုအတိမတ်ပြုပြီးစမ်းစစ်ခြင်းပြင်ဆင်ခြင်းမလုပ်တာက ပြဿနာပါအဲ့ဒါကိုမလုပ်တော့အမှားကိုနောက်တစ်ကြိမ်ပြန်လုပ်တယ်ပိုဆိုးတာကတစ်ခါတလေမှအမှားတစ်ခုကိုထပ်တလဲလဲလုံးမိတတ်တယ် ျွန်တော်ရဲ့ထပ်တလဲလဲလုံးမိတဲ့အမားတစ်ခုကဘယ်လောက်ပဲအလုံးများနေပါစေအိမ်မှာတယ်လီဖုန်းညီလာရင်ချက်ချင်းပြေးကောက်ကိုင်းပြီးပြန်လဲဖြေချခြင်းပါ တခါမှကျွန်တော်ဟာအိမ်မှာလုံးနှစ်ခုသုံးခုကိုတပြိုင်တည်းလုံးနေတယ်သမီးငယ်ကိုကြောင်းလိုက်ပို့ဖို့နောက်ကျနေပြီဆိုတာကိုတီးလိုက်တယ်ဒါကြောင့်လုံလဆအလုပ်တွေကိုပြီးအောင်အလောတကြီးလုံးနေလိုက်တယ်ဒီချိန်မှာပဲအေကန်တွေကတယ်လီဖုန်းကမြည်လာတယ်။တယ်လီဖုန်းကိုဘယ်သူမှကောက်မကရင် ဖုံးဆက်သူရဲ့စကားပြောတာကို အလူလျောက်အတန်ဖန်းဆက်ကအတန်ဖန်းထားနိုင်တယ်။ဒါပေမဲ့ကျွန်တော်တယ်လီဖုန်းကို ကောက်ကင်ပြီးဖြေလိုက်တယ်။ဒီအချိန်မှာအလုံးနှစ်ခုသုံးခုကိုတပြိုင်နက်လုံးနေတာနဲ့သမီးငယ်ကိုကြောင်းပူပူကိစ္စတွေကြောင်း ကျွန်တော်ဖုံးပြန့်ဖြေရမှာစကားကိုအလောတကြီးပြောနေမိတဲ့တဖက်လူဟာကျွန်တော်လောတကြီးဖြစ်နေမှန်းယိမ့်မိလို့ခမည်းတော်လောတကြီးဖြစ်နေရင်လဲ ဘာဖြစ်လို့ဖုံးပြန်ဖြစ်ရတာလဲလို့စိတ်ဆိုးတဲ့လေတန်နဲ့မေးတယ်။အခုလို့တစ်ဖက်သားရဲ့မကြင်မနှက်နဲ့ပြန်ပြောခံရတာတစ်ကြိမ်နှစ်ကြိမ်မဟုတ်ပဲအကြိမ်ပေါင်းများစွာပါ။နောက်ဆုံးတော့အဲ့ဒီလိုတယ်လီဖုန်းကြီးလာတိုင်းကောက်ကင်ဖြေတတ်တဲ့အကျဉ်းကိုရှင်းလိုက်တဲ့။ဒီခါကျမှအကြီးအကျယ်စိတ်သက်သာရရသွားခဲ့တဲ့။ဘာကြောင့်ဒီအကျဉ်းကိုရလိုက်ရတာလဲ။အဖြေကအမှားတစ်ခုကိုထပ်တက်လဲလဲလုံးနေတာကိုအတိအမှတ်ပြုလိုက်လို့ပါ။ အတိမတ်ပြူလိုက်ပြီးတာနဲ့အမားကို ထတ်တလဲလဲမလုံမိအောင်ပြင်လိုက်တဲ့အခုကျွန်တော်အလုံးများနေချိန်မှာတယ်လီဖုန်းမိလာရင်ဘယ်လောက်ပဲကြာအောင်မိနေပါစေကောင်းမကင်တော့ဘူးတယ်လီဖုန်းမိတန်တိုးတဲ့ခလုတ်ကိုနှိပ်ထားတဲ့အန်အန်စာရင်းမရှင်ကပဲတစ်ဖက်လူပြောတဲ့စကားကိုအတန်ဖန်ထားလိုက်တယ်အားတဲ့ချိန်ကျမှဆက်ထဲကဖန်ထားတဲ့အတန်တွေကိုနားထောင်ပြီး လိုအပ်ရင်လိုအပ်တယ်လို့ဖုံးပြန်ဆက်တယ်။ခုလိုရိုးရှင်းတဲ့ပြောင်းလဲမှုလေးလုပ်ပေးလိုက်ခြင်းကြောင့်အများကြီးစိတ်သက်သာရာရသွားခဲ့တယ်။လုံလဆအလုပ်တွေကိုလည်းစိတ်အေးလက်အေးနဲ့လှုပ်လာနိုင်ခဲ့တယ်။စစကရေးပြခဲ့တယ်လို့ပါအမားတွေလုံမိတာဟာပြဿနာမဟုတ်ဘူးဒါပေမဲ့လုံပြီးတဲ့အမားတွေကိုထတ်တလဲလဲလုံနေတတ်တဲ့အကျင့်ရှိနေတာလားဆိုတာမေးလို့သင်က yes လို့ပြန်ဖြေရင် အဲ့ဒါတိတ်ကောင်းတယ်လို့ကျွန်တော်ပြောချင်တယ်။ဘာကြောင့်ပြောရသလဲဆိုတော့တင်ဟာအမားတွေကိုအဖန်တလဲလဲလှုပ်တက်တဲ့အကျင့်ကိုအတိအမှတ်ပြုလိုက်လို့ပါ။အတိအမှတ်ပြုရုံနဲ့မကြည်ကျေနပ်မနေပဲအဲ့ဒီအကျင့်ကို ပြင်လိုက်ပါ။ရက်လိုက်ပါ။ဒါဆိုရင်အမားတွေကိုထပ်တလဲလဲလုံးပြီးတော့မှမဟုတ်ဘူး။ဒါဆိုရင်တင်ပေါ်မှာစိတ်အေးချမ်းသာမှုအောင်မြင်မှုတွေရလာပါလိမ့်မယ်။ တချို့ကသင်မြင်တယ်လို့မမြင်တတ်ဘူးဆိုတာကိုနားလည်ပေးပါ။ "तू မမြင်တတ်ဘူး"ဆိုတဲ့စကားမျိုးကို ကြားဘူးကြားမှာပါ။သင်တစ်စုံတစ်ယောက်ကိုအကြောင်းတစ်ခုပြောလိုက်မယ်။ "तू ဟာသင်ပြောတာကိုမသိဘူး၊နားမလည်ဘူး၊မမြင်တတ်ဘူး"ဆိုလိုတာပါ။အဲ့ဒါကိုဥပမာလေးတစ်ခုနဲ့ရှင်းပြပါမယ်။တခါတော့ကကျွန်တော်ဟာကျောင်းနေစာသမီးငယ်ကိုကနန်းနှလုံးပေါင်းတက်ဖို့တင်ပြပေးတယ်။ ။ကျောင်းမှာအဲ့ဒါကိုမတင်ပေးသေးလို့အိမ်မှာကြိုတင်ပေးတာပါ။သမီးဟာသူ့လက်ချောင်းတွေရောခြေချောင်းတွေပါတုံးပြီးခဏနှလုံးကိုခက်ခက်ခဲခဲပေါင်းနေရတယ်။ဒါပေမဲ့မကြခင်မှာမျက်လဲပြလိုက်သလိုရုတ်တရက်သဘောပေါက်သွားပြီးခဏနှလုံးကိုပေါင်းတတ်သွားတယ်။ကျွန်တော်သမီးကိုတင်ပေးစားမှာတော့ဒီလောက်လွယ်တဲ့ခဏပေါင်းတာလေးကိုမတိရကောင်းလားဆိုပြီးစိတ်မဆိုးခဲ့ဘူး။စိတ်ဆိုးခဲ့မယ်ဆိုရင်လည်းယူမရကြပါမယ်။ ရက်ဆက်ရလဲကြမယ်ဆိုရင်ပုံမှန်တယ်။ဘာကြောင့်လဲဆိုတော့သမီးဟာငယ်ရွယ်လွန်းသေးလို့ကျွန်တော်ပြောတာကိုချက်ချင်းနားလည်နိုင်စွမ်းမရှိသေးဘူး။ဒါကြောင့်ကျွန်တော်နားလဲသလိုသူနားလဲလာတဲ့အထိလုံလောက်တဲ့အချိန်ပေးခဲ့ရတဲ့ကျွန်တော်တို့ပြောတာကိုဆိုလိုတာကတစ်ဖက်သားနားမလဲတဲ့အဖြစ်ပျက်တွေရှိနေကြတယ်ဥပမာတင်ရခင်ပွန်ဇနီးဟာအိမ်ကဖြစ်ကတ္တဆန် နေသူတရားဖြစ်နေရင်တင်သူကိုပစ္စည်းတွေကို နေရာတကြားတတ်တတ်ရရထားဖို့အတုံးစရေးချွေတာဖို့တွေကိုပြောပြပေးနေမယ်အစံသူဟာမတိလို့မလောက်တာမျိုးရှိနိုင်တဲ့တင်ဟာကလေးတွေကိုမဆူညံပဲငြိမ့်ငြိမ့်နေခြင်းတီးခန့်ခွင်လွတ်ခြင်းစကားကိုယဉ်ကျေးစွာပြောဆိုခြင်းစရတွေကိုတီးအောင်ပြောပေမဲ့လေသူတို့နားမလဲကြတာမတိကြတာနဲ့ကြုံရပါမယ် တကယ်တော့သူတို့ဟာသင်ပြောတာကိုမနိုင်နာခြင်းလို့သင်စကားနားမထောင်ခြင်းကြလို့သင်နဲ့ပူးပေါင်းပါဝင်မှုမလုပ်ခြင်းကြလို့မဟုတ်ဘူးသင်ပြောတာကိုနားမလည်ကြတာပါသင်နဲ့သူတို့ဟာမတူညီတဲ့ဘာသာစကားတွေနဲ့စကားပြောနေကြသလိုဖြစ်နေတယ်ဒီအချက်တင်ပြောတာကိုသူတို့နားမလည်ကြဘူးကို သင်နားလဲသွားရင် ခံစားနေရတဲ့စိတ်ပြက်ခြင်း ခံပြင်းခြင်းမကျေနပ်ခြင်းစားတဲ့ခံစားမှုတွေဟာတိတိတတ်တာကြီးရောကြသွားမယ်။သူတို့ပေါ်ထားတဲ့အမြင်သဘောထားပြောင်းလဲသွားသလိုသူတို့ကိုကရုဏာတမီလာပါလိမ့်မယ်။ဒါအပြင်သင်ဟာစိတ်တို့စိတ်ဆိုးနေရသူကနေတီးခန့်စိတ်ရှိတဲ့သင်ပြပေးသူတယောက်လိုမိမိကိုမိမိခံစားလာမိမယ်။နောက်ပြီးသူတို့နဲ့ဆက်ဆံရေးဟာပိုပြီးအဆင်ပြေလွယ်ကူလာမယ်။ တို့ရဲ့အစိုးရတွေကအကောင်းဆုံးကိုရအောင် ဖော်ထုတ်ယူနိုင်လာပါမယ်။ကျွန်တော်နဲ့ဇနီးခနေတို့ဟာတခါကဘေဘီစင်တာကကောင်မလေးတယောက်နဲ့ပတ်သက်လို့စိတ်ဝင်စားဖွယ်ကောင်းတဲ့အတွေ့အကြုံတစ်ခုရခဲ့ကြတဲ့ဘေဘီစင်တာဆိုတာမိဘတွေ ပြင်သွားရင်ကလေးတွေကိုကြည့်ပေးဖို့အခပေးငှာရမ်းထားသူပါ။ ဒီကမာလေးကကလေးတွေကိုကြည့်ရှုဆောင်ရှားရမှာလုံးဝစိတ်ချရပြီးဂျင်းနက်ဖွဲ့အလွန်ကောင်းတယ်။ဒါပေမဲ့ဆိုးတာတစ်ခုရှိတယ်။အဲ့ဒါကကျွန်တော်တို့လင်မယားအပြင်ကပြန်လာလို့မိဖို့ခန်းထဲဝင်လိုက်တာနဲ့ပစ္စည်းတွေရှုပ်ပွားနေတာကိုတွေ့ရခြင်းပါ။ခရီးကသူ့ကိုမိဖို့ခန်းထဲကိုတန်တန်ရှင်းရှင်းတတ်တတ်ရရထားဖို့အကြိမ်ကြိမ်ပြောတယ်။ပြောလိုက်တိုင်းလည်းသူက okay ရပါတယ်ရှင်လို့ပြန်ဖြေတယ်။ ဒါပေမဲ့လည်းနောက်ပိုင်းကျွန်တော်တို့အပြင်ကပြန်လာတိုင်းမိဖို့ခံဟာရှုပ်ပွားနေတာကိုမြင်ရဆဲပါကြာတော့ကျွန်တော်တို့လည်းစိတ်ပြတ်လာကြပြီသူ့ကို အလုတ်ဖြုတ်ပြဖို့တိုင်ပင်ကြတဲ့ဒါပေမဲ့ခရစ်ကကျွန်တော်ကိုပြောတယ်တောင်မန်လေးဟာမိဖို့ခံကိုတန်တန်ရှင်းရှင်းထားပါဆိုတာကို နားမလည်ဘူးထင်တဲ့သူအိမ်မှာအခုလိုရှုပ်ပွားနေတာကိုတန့်ရှင်းတယ်လို့နားလည်ထားပုံရတဲ့ ဒါနဲ့နောက်နေ့မှာကျွန်တော်တို့လိမယားကကောင်မလေးကိုစားပြီးတဲ့ပကံတွေကိုစေးကြောပြီးရင်ပကံစင်မှာဘယ်လိုစီထက်ရမလဲထမင်းစားပွဲကို ထမင်းစားဟင်းစားမတင်ကြအောင်အဝိနဲ့ဘယ်လိုတော့ရမလဲမိဖို့ခန်းရဲ့ကြံပြင်းကိုအဝိတပြက်စီနဲ့ရေဆိုးပြီးဘယ်လိုပုတ်တိုက်စေးကြောရမလဲပြီးရင်အဝိချောင်းနဲ့ထပ်တော့ပေးရမလဲစားတာတွေကိုသူနာလဲအောင် ရှင်းပြပေးရုံမကပဲလက်တွေ့လဲလှုပ်ပြလိုက်ကြတဲ့ သူ့အိမ်မှာမိဖို့ခန်းတန်းရှင်းဖို့ဆိုတာအလုတ်ကြီးမဟုတ်ပေမဲ့ကျွန်တော်တို့အိမ်မှာတော့အလုတ်ကြီးဆိုတာကို သူကောင်းကောင်းသဘောပေါက်သွားတယ်။အတူချုံပြောရရင်ဒီဖြစ်ပြတ်ဟာပျော်စရာလေးနဲ့ပြီးဆုံးသွားခဲ့တယ်။အဲ့ဒီနေ့ကစပြီးကျွန်တော်တို့လင်မယားအပြင်ကပြန်လာတိုင်းမိဖို့ခန်းဟာတန့်ရှင်းပြောင်းလဲနေပြီးပစ္စည်းတွေကိုလည်းတက်တက်ရရစီထားတာကို တွေ့ရတယ်။ ကျွန်တော်တို့လင်မယားဟာကောင်မလေးကိုအတုံးမကြဘူးလို့စူပူချိန်မောင်းတာ မလုပ်ခဲ့ကြဘူးကျွန်တော်တို့လှုပ်လိုက်တာကတန့်ရှင်းတဲ့မိဖို့ခန်းဆိုတာဘယ်လိုပုံစံမျိုးလဲဆိုတာသူသိသွားအောင်သူမျက်စိထဲမြင်သွားအောင်ကူညီပေးလိုက်တဲ့တင်လဲပဲဒီနည်းကိုလှုပ်ကြည့်ခြင်းဖြင့်တင်ပြောတာကိုနားမလဲတဲ့ပြဿနာတွေကိုနှင်းနှင်းမြန်မြန်လွယ်လွယ်ကူကူဖြေရှင်းနိုင်တယ်ဆိုတာကို တွေ့ရပါလိမ့်မယ်။ ဟုတ်ကဲ့ပါရှင်ဒီစာပိုက်လေးတွေကိုနားထောင်ပြီးတော့မိတ်ဆွေတို့နဲ့တစုံတစ်ခုခံစားရမယ်ဆိုရင်ခွန်မမရေးခဲ့စေချင်ပါတယ်ကျမကိုအားပေးတော့စာချစ်ပရိသတ်များနဲ့အတူတတ္တဝါတွေအားလုံးကောင်းကျိုးလိုရာဆန္ဒတွေပြည့်ဝကြပါစေလို့ဆုတောင်းမြတ်တာပို့တာရင်ဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်